ညမယုံရနကောက်ပွဲနကမ်းပိပွေများသည်တနည်းတကားကျင်ပါလိရှိသောရင်ကျင်းမှုအမွေးနှင့်တရားပင်ဖြစ်သည်ဤပွဲတော်များနှင့်ပတ်သက်၍နခိယာကြီးမောဟုသောဆိုရိုးစကားလည်းရှိခဲ့သည်ဤစကားပုံ၏နောက်ခံတဲပင်မှာနှစ်ပွဲကျင်းပသည့်အခါနကစားရတွင်ပါဝင်သူများနှင့်အတူကြီးမြတ်များပါအော်ဟစ်အရှိန်ပြုကြရသည်ဟုသဘောရသည်နှစ်ပွဲပြီးဆုံးသောအခါတွင်မူစွန့်ပြက်အစားအစာများကို စားရင်မြို့လန်ထားသောကြီးများသည်မောပန်းအာကုန်နေတတ်ကြသည်ထို့သောကြီးမြောင်းငိုက်မျောနေပုံကိုနခိယကြီးမောဟုခိုင်းနှိုင်းပြောဆိုလာခြင်းဖြစ်သည်ဤဆိုရိုးသည်ပွေးလန်းသပင်တစ်ခုအပြီးပါဝင်သူများပင်မနွမ်းနေမှုကိုရည်ညွှန်းညွှန်းသားမကအချို့အမျက်မျောလင်းကျက်ထင်လိုက်ပါဆောင်ရသူများမျောလင်းကျက်ပြမြောက်ခြင်းမရှိဘဲပင်မမှုသာရရှိသည့်အခြေအနေကိုလည်းသရုပ်ဖော်သည်ရိုးရရင်ကျိမှုနှင့် သဘာဝပတ်ဝန်းကျင်ကြားရှိသောဆက်နွယ်မှုကိုလည်းဤအကြောင်းအရာကဖော်ပြနေပေသည်ထို့ကြောင့်နတ်ခရာကြီးမောဆိုသော စကားပုံသည်မြမာတို့၏ရိုးရာဒလီနှင့်ဉာဏ်ပညာပါရှိသော စကားပုံတစ်ခုဖြစ်ယနေ့တိုင်သိရှိနေဆဲပင်ဖြစ်သည်